ယေရမိအနာဂတ်တိချံအခန်းကြီး20အငယ်1မှ18ထို့သို့ယေရမိဟောပြောကြောင်းကိုပြိမှန်တော်မူဖြစ်သောယေဘရောဟိဣမီရာတာပါရှုရာတိကြားသောအခါပရောဖက်ယေရမိကို ရိုက်ပုတ်၍ပြိမှန်တော်နာမှာဘေးရမိန်အထက်တကားဝတွင်ထိတ်ခတ်၍ထား၏။နှစ်ပြန်နေ၌ပါရှုရာတိယေရမိကို ချိတ်မှလွတ်သောအခါယေရမိကထာဝရဘုရားသည်တင့်ကိုပါရှုရာဟု၍မှဲ့တော်မမူမာကောမိတပိဟု၍မှဲ့တော်မူ၏ထာဝရဘုရားမှဲ့တော်မူသည်ကငါသည်တင့်နှင့်တင့်ဤအဆွေခင်ပွန်းတို့၌တင့်ကိုကြောက်မဖွယ်သော အရာဖြစ်စေမည်သူတို့သည်လည်းတင့်မျက်မှောက်၌ရန်သူဤဓာဖြင့်ဆုံးချလိမ့်မည်ယူဒပြည်တစ်ပြည်လုံးကိုဘာဘူးလုံရှင်ဘီရင်လက်သို့ငါအပ်သည်ဖြင့် သူသည်ပြည်သားတို့ကိုဘာဘူးလုံမျိုးတို့တင်းသွား၍ဓာနှင့်တက်လိမ့်မည်။ဤမျိုးဤအစွမ်းတတ္တိရှိသည်မြကို၎င်းလှုပ်ဆောင်၍ရသည်မြသောဥစ္စာကို၎င်းစီးပူးသည်မြသောယတနာကို၎င်းယူဒရှင်ဘုရင်ဤဗန္နာတို့အလုံးစုံတို့ကို၎င်းယန္တုလက်တို့ငါအပ်သည်ဖြင့်ယန္တုတို့သည်လူရက်၍ဘာဘူးလုံမျိုးတို့တင်းသွားကြလိမ့်မည်။ သင်ပါရှုရနှင့်သင်အိမ်သူအိမ်သားအပေါင်းတို့ကိုလည်းတင်သွားကြလိမ့်မည်သင်သည်ဘာဘူးလုံမျိုးတို့ရောက်ရလိမ့်မည်သင်ဟောပြောသောမူတာစကားကိုနားထောင်သောသင်ဤအဆွေခင်ပေါ်အပေါင်းတို့နှင့်တကွသင်သည် ထိုမျိုး၌သေး၍သင်ကြိုခြင်းကို ခံရလိမ့်မည်ဟုပါရှုရအားပြောဆို၏အိုတာရာဖျာကိုရောသည်အကျွန်ုပ်ကိုတွေးဆောင်တော်မူသည့်အတိုင်းအကျွန်ုပ်လိုက်ပါပြီ ကိုရောသည် အကျွန်ုပ်ထက်အားကြီး၍နိုင်တော်မူပြီးအကျွန်ုပ်သည်ကဲ့ရဲ့ခြင်းကိုနေ့တိုင်းခံရပါ၏လူတိုင်းပြက်ပြဲခြင်းကို ပြုတတ်ကြပါ၏အကျွန်ုပ်သည် ဟောပြောလျာရာ၌အနိုင်အထက်ပြုခြင်းညှင်းဆဲခြင်းအမှုကြောင့်အော်ဟစ်၍ကြွေးကြော်ရပါ၏ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၌ကဲ့ရဲ့ခြင်းအစဉ်ပြက်ပြဲခြင်းကို ခံစရာအကြောင်းဖြစ်ပါ၏ ထို့ကြောင့်ငါသည်နှုတ်ကပတ်တော်ကိုမချားမပြောနာမတော်ကိုအမိပြု၍မဟောဘဲနေမိဟုသဘောထားတော်လေငါအယိုးတို့၌ချုပ်ထား၍လောင်သောမိကဲ့သို့နှုတ်ကပတ်တော်သည်ငါနှလုံး၌ဖြစ်သောကြောင့်အလွန်ကြီးငွေသဖြင့်အောင့်၍မနေနိုင်လူများကဲ့ရဲ့ဖြစ်တင်ခြင်းကိုကြားရ၏ခတ်သိမ်းသောအရတ်တို့၌ကြောက်မက်ဖွယ်သောအကြောင်းရှိ၏သူတပါးတို့ကတည်င်းကိုကြားပြောကြလော့ ငါတို့သည်တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ၏ငါ၏အနားမှအစင်နေသောငါ၏မိတ်ဆွေအပေါင်းတို့ကငါတို့သည် သူ့ကိုနိုင်၍အညှိုးထားသောစိတ်ပြေစေခြင်းငါသူ့ကိုတွေးဆောင်ကောင်းတွေးဆောင်လိမ့်မည်ဟု ဆိုကြ၏ထို့တော်လေထာဝရဘုရားသည် အာကြီးသောသူရဲ့ကဲ့သို့ငါဘက်၌ရှိတော်မူ၏ထို့ကြောင့် ငါ့ကိုညှင်းဆဲသောသူတို့သည် မနိုင်ဘဲထိမိ၍လဲကြလိမ့်မည် အကြံမမြောက်သောကြောင့်အလွန်ရှက်ကြလိမ့်မည်မပြေမပြောက်နိုင်သော ထာဝရရှက်ကြောက်ခြင်းရှိကြလိမ့်မည် ဖြောက်မတ်သောသူတို့ကိုစုံစမ်း၍နှလုံးကြောက်ကပ်သဘောကိုသိမြင်တော်မူသော ကောင်းကင်ဘုရားအရှင်သာရဖျာအကျွန်ုပ်၏အမှုကို ရှေ့တော်၌ဖွင့်ပြပါသည်ဖြစ်၍သူတို့၌အပြစ်ဒဏ်စီရင်တော်မူသောကြောင့်ကိုအကျွန်ုပ်မြင်ရပါလိမ့်မည် ထာဝရဘုရားအသခြင်းဆိုကြလော့ထာဝရဘုရားကိုချီးမွမ်းကြလော့အကြောင်းမူကားမတရားသဖြင့်ပြုသောသူတို့လက်မှစင်ရဲသောသူကိုကယ်နှုတ်တော်မူသည်။ငါဖွာသောနေ့ရက်သည်အမင်္ဂလာရှိပါစေသော။ ငါ့ကိုငါ့အမိဖွာသောနေ့ရက်ဒီကောင်းချီးမင်္ဂလာကို မခံပါစေနှင့်ငါ့အဘထံသို့သွား၍ကုရောသည်တားယောက်ျားကိုရပါပြီဟုတည်တင်းပြောလျက်ငါ့အဘကို အလွန်ဝမ်းမြောက်စေသောသူသည်အမင်္ဂလာရှိပါစေတော်ထာဝရဘုရားသည် နောင်တမယဖြည့်စည်တော်မူသော မြို့တို့ကဲ့သို့ထိုသူသည် ဖြစ်ပါစေတော်နနက်အချိန်၌ကြွေးကြော်တံကို၎င်း မွန်းတဲ့အချိန်၌အော်ဟစ်တန်ကိုလည်းကောင်းကြားပါစေတော့အကြောင်းမူကားသူဒီငါ့ကိုဖွာစားကပင်မတက်ပဲငါအမိဤဝမ်းဒီငါဤတင်းချိုင်ဖြစ်၍ငါကိုအစဉ်ကိုဝင်ဆောင်မိအကြောင်းမပြုတ်ပဲနေပါသည်တကားငါသည်ပူပန်ခြင်းဝနေခြင်းကို ခံရမိအကြောင်းနှင့် ရှက်ကြောက်ခြင်းအပြင် ကိုအသက်ကိုလွန်စေရမိအကြောင်းအပေเจ้าငါကိုဖွာမြင်ရပါသည်နီ God bless you.